်ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ကွန်းလင်ကစားမဖြစ်တဲ့ Casemiro နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောကြည့်အောင် Casemiro အနေနဲ့ Manchester United မှာ week in week out ဆိုသလိုပေါ့နော်ကျတို့ဒါပွဲချင်းအပြစ်ကစားလို့ရရရလာပေါ့နော်ဒါအမျိုးကလူဘလူမြင်ကြလဲဒါမဲ့ဒါအပြင် MOD ရဲ့ဘက်ကလူသားလဲမှုတွေအမြဲတမ်းကက်စမဲရိုကိုလုံနေတာနဲ့ပတ်သက်ပြီးတော့ရောဘလူမြင်ကြလဲဒါတွေကဘယ်ကလာလဲဆိုတော့ကက်စမဲရိုကိုကျွန်တော်တို့ Manchester United ပွဲထွက်လူစင်မှာအမြဲတမ်းထည့်ပြီးတော့ ဒုတိယပိုင်းမှာပုံသေးဆိုသလိုပေါ့နော်အမြဲတမ်းလူစားလဲလေးရှိတယ်ပေါ့နော်ကက်စမဲရိုကိုအမိုရင်ရဲ့ဘက်ကပြဒနာကကက်စမဲရိုရှိတဲ့ချိန်မှာအချိန်ကြီးကောင်းပြီးတော့ကက်စမဲရိုကိုလူစားလဲလိုက်ပြီဆိုတာနဲ့အသင်းက balance ပြတ်သွားပြီးတော့ဂိုးဒီအမြဲတမ်းဒီပါကျွန်တော်ပြန်ပေးရတယ်နိုင်တဲ့နေရာကနေပြီးတော့တည်ရည်ရလက်ဒီကျွန်တော်တို့ထွက်တယ်တည်ရည်ကြနေရင်နိုင်ဝင်မရနိုင်တော့ဘူးဆိုတဲ့အချိန်ကြီးမျိုးတွေပါမြင်ရတာဒါဒီကျွန်တော်ကက်စမဲရို33နှစ်မကလို့ဘယ်နဲ့နေပဲဖြစ်နေပါစေလောလောဆယ်အနိဋ္ဌာယကက်စမဲရိုအသင်းအပေါ်မှာရှိတဲ့ impact ပဲပေါ့နော် အဲ့ဒါလိုပဲကျွန်တော်တို့အဲနီးပြပြတဲ့ရူဘင်အမိုရင်ရဲ့ဘက်ကလူသားတွေဘာတွေလဲနေပြီးမဲ့လေလို့ကက်စမဲရူဒီစက်ကစားလို့ရတဲ့အချင်းဒီမျိုးတွေးခဲ့ရတဲ့ပွဲတွေကလည်းကျွန်တော်မနေဘူးပေါ့နော်ဆိုတော့လက်ရှိဘရာဇီးလက်ရွေးစင်အသင်းကိုကျွန်တော်ကြည့်တဲ့အခါနီးပြကာလိုအန်ချီလိုတီကဘာပြောလဲဆိုတော့ကက်စမဲရူကလက်ရှိဘရာဇီးအသင်းရဲ့ပေါ့နော်ကျွန်တော်ကဘယ်လန့်ကိုအထင်းကြီးပေးနိုင်ဆုံးကစားသမားတစ်ယောက်လို့သူပြောထားတယ်ကက်စမဲရူဟာဘရာဇီးအသင်းမှာဆိုလို့ရှိရင်လီဒါရှစ်ကွာလတီလည်းသူလုံးဝ တယ်လာနေတဲ့ကစားမတယောက်ကျွန်တော်ဖြစ်တယ်လို့เนาะ intelligent ဖြစ်တဲ့ player တယောက်လည်းဖြစ်တယ်ပေါ့ဒါကြောင့် Casemiro ဒီလက်ရှိလောလောဆယ်သူတို့ရဲ့ဘယ်လိုပြောမလဲဒီဘရာဇီးလရွေးစဉ်အသင်းအတွက်ဆိုလို့ရှိရင် immediate အရေးပါတဲ့ကစားမတယောက်ဆိုပြီးတော့သူပြောထားတယ်။ဒါကလို့အန်ချလိုဒီကပေါ့နော်။ဒီညမှာနီးပြားရဲ့ဘက်ကတော့ကိုကစားမနဲ့ပတ်သက်လို့ရှိရင်စိုးတာတော့ပြောလို့မရှိဘူးပေါ့လေ။ဒါအပြင်ကက်စမီရိုကအဲ့ဒီစီနီကောနဲ့ကစားခဲ့တဲ့ဟိုဘယ်လိုပြောမလဲခြေစမ်းပွဲမှာဆိုလို့ရှိရင်ပွဲချင်းအပြည့်ကစားသွားပြီးတော့တကူးဒီပါတွေပဲကျွန်တော်တွင်းသွားပါတယ်။ တော့ကျွန်တော်ကက်စမဲရုနဲ့ပတ်သက်ပြီးတော့ဘရာဇီးလက်ရွေးစဉ်အသင်းအတွက်တောင်ကစားပီးလို့ရသေးတာပဲမိနစ်90ဘာလို့ငါတို့အသင်းအတွက်မရတာလဲပေါ့ဒီနေရာမှာကျွန်တော်ဒီဘရာဇီးကစားတဲ့ပုံစံနဲ့ကိုအသင်းကစားတဲ့ပုံစံနဲ့ရလဲမူတည်သေးတယ်ပေါ့နော်ဘရာဇီးမှာကက်စမဲရုရဲ့ရူနဲ့မန်ချက်စတာယူနိုက်တက်မှာကက်စမဲရုရဲ့ရူနဲ့ကလည်းကျွန်တော်ထည့်တွက်ရမှာလက်ရှိနီးပြဖြစ်တဲ့ရူဘင်အမိုရီနီမန်ချက်စတာယူနိုက်တက်မှာကောင်တာအထက်နဲ့ဒါရိုက်ပလေးတွေကိုအတုံးဆုံး အသင်းမှာပရီးမီးယားလိအသင်း20တဲမှာဆိုလို့ရင်ကျွန်တော်တို့ဒီကောင်တာအချက်ကိုဒါလုံးဝဦးစားအပေးဆုံးအသင်းလောင်းဘောဒါရိုက်ဘောတွေကိုဦးစားအပေးဆုံးအသင်းမှာเนาะအသင်းကြီးတွေထဲမှာမဟုတ်เนาะအသင်း20လုံးထဲမှာအဲ့တော့ကျွန်တော်တို့ညီနေကစားမားတွေကပထမပိုင်းတစ်ပိုင်းလုံးမှာအရင်ဒီအရင်ဒီဘယ်လိုပြောမလဲတပတ်မှာတပွဲပဲကစားရတဲ့အချိန်မျိုးဆိုတော့အရင် energy energy တွေကျွန်တော်ဖြစ်ဟလာเนาะလုံးဝ energy အပြည့်နဲ့ဗျာသိလားသူတို့လည်းပဲဒုတိယပိုင်းမိနစ်60 65ကြာဒါချောက်ကြာလာရောကောင်တာအချက် directly ဆိုရကလေးကကစားမားတွေမှာနားချိန်မရှိဘူး เนาะနားခြင်းမရှိဘူး energy ပြန်ပြီးတော့ဖြည့်ခြင်းမရှိဘူးဆိုတော့တောက်လျှောက်စုလိုပွဲအပတော်တွင်ထိမ့်ချုပ်ထားရင်းနေပေါ့เนาะပြန်ပြီးတော့ပြီးတယ်မလားအဆင်ပြေအောင်သူတို့ရဲ့ဒီအရာအဲ့ဘယ်လိုပြောမလဲ stamina ကိုပြန်ပြီးတော့ထိန်းကြီးခြင်းမရှိဘူးတစ်ချိန်လုံးသွားနေရတာပေါ့နော်အဲ့လိုမျိုးဆိုတော့လက်ရှိကစားမားတွေကိုသူကအမြဲတမ်းဆိုသလိုအနာပေးတယ်လူစားလဲတယ်ပေါ့ဒါပေမဲ့လို့ကက်စမဲရိုကိုလူစားလဲလိုက်တဲ့ခါတိုင်းမှာကျွန်တော်ပြေတနာတွေတက်တယ်ပြေတနာတွေတက်တယ်အဲ့တော့ကျွန်တော်တော့ ကက်စမဲရိုးကိုကျွန်တော်တပတ်တပွဲကတော့ဗျာဒီမကစားနိုင်စရာအကြောင်းတော့မရှိဘူးလူစားမလဲပဲနဲ့လေကျွန်တော်တော့အကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်ကက်စမဲရိုးဒီလက်ရှိမှာဆိုလို့ရှိရင်တပတ်ကိုတပွဲကောင်းကောင်းကစားနိုင်တဲ့ကစားမတပတ်တပွဲကမှမိနစ်90အပြည့်ကစားနိုင်တဲ့ကစားမလို့ကျွန်တော်တို့ထင်တယ်နောက်တစ်ခုကကျွန်တော်တို့ကစားမတွေရဲ့ခြေသွန်းကတပွဲနဲ့တပွဲမပြောနဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းတော့မတူတဲ့အခြေအနေမျိုးမှာကစားမတရားကိုမိနစ်90အပြည့်ယုံကြည်ဖို့ဆိုတာမျိုးကလည်းတကယ်တမ်းတွေးကြည့်ရင်ခက်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့ ပွဲချိန်အပြည့်ပေါ့နော်မိနစ်90အပြည့်ကျွန်တော်ထားမှကစားတင်တာဆိုတော့ကစားမားတွေကအဝါခဲ့ risk တွေရှိနေတဲ့အခြေအနေမျိုးဆိုရင်တော့ကျွန်တော်နားလည်လို့ရတယ်ဒါပါတော့ Casemiro ကဟို disruptor player တိုက်ပြားပြီးလို့ရှိရင်လုံးဝ defensive เนาะကျွန်တော် contribution အရင်ကောင်းတဲ့ကစားမားတယောက်ဆိုတဲ့အခါကျတော့ပြိုင်ဘက်ကို form လာတာ ਈ သူရှိတယ်နော်ဟိုဆိုပြည့်တဲ့နေပါလိကျွလုံတဲ့ခါအဝါကက်တွေပါလိထိပြီးတော့တယောက်ရောက်မဲ့အနေထားမျိုးနှွားတဏီမှာ risk ဖြစ်နေတယ်ဆိုလို့ရှိရင်လူစားလဲလိုက်တာမျိုးကကျွန်တော်တို့ ကောင်းကောင်းနားလေလို့ကျွန်တော်ရတယ်။အဲ့လိုမဟုတ်ဖ ೇನೆ ပေါ့နော်။အချိန်တန်ရင်ကက်စမဲရိုးကိုမိလဲတော့တာမိနစ်65မိနစ်85မိနစ်လဲတော့တာသူ့ကိုလည်းလဲပြီးတော့အသင်းကကျွန်တော်တို့ပေါ့နော်ဘလောက်ပဲဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့မတွေ့ကျင်ပါဘူးမမြင်ကျင်ပါဘူးပဲပြောပြောပြကက်စမဲရိုးကိုလူသားကလဲတာပဲ။အဲ့လိုလူသားလဲလိုက်တဲ့အချိန်နောက်တိုင်းမှာကျွန်တော်တို့ကအကုန်တိုင်ပတ်သွားတာကက်စမဲရိုးမရှိရင်ကိုပဲကိုရီအသင်းကွင်းလေကတော်တော်ကြီးကိုတိုင်ပတ်သွားသလိုဖြစ်နေတာ။ဒါတော့ဒါကြောင့်ပေါ့နော် ဘရာဇီးလရွေးစဉ်အသင်းမှာတောင်မှမိနစ်60အပြည့်ကစားနိုင်သေးတဲ့အခြေအနေမျိုးယူနိုက်တက်မှာဆိုလို့ချင်းတပတ်မှတပွဲပဲကစားရတဲ့ကစားမတယောက်33နှစ်အရွယ်လေအဆင်ပြေပြေကစားနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ဒီလား33နှစ်အရွယ်ဆိုပေမဲ့လည်းလို့လေလုံးဝကစားနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်။ညီကလို့ရောဘလို့မင်းရလဲကျွန်တော်ကတော့အမ်မိုနီနီနဲ့လာမယ်ပွဲဒီမှာဆိုလို့ရှိရင်ဘောနော်သူ့အတွက်ဒါနိုင်ပွဲဒီဘာတွေလူနေတယ်အမှတ်ဒီဘာတွေလူနေတယ်ဆိုတဲ့အခြေအနေမျိုးမှာဒါတွေကိုသူတီတီချာချာဂိုင်တွဲတင်နေကွင်းလင်ကစားမဖြစ်တဲ့ကက်စမီရိုကိုဒါ ို့ပြီးတော့ပွဲကစား권တွေကောင်းကောင်းပေးသင့်နေတယ်မှာပါတယ်လို့ကျွန်တော်ထင်တယ်။ပွဲကစား권ကရပါရင်ဒါပေမဲ့ပွဲချင်းအပြည့်ကစားဖို့အတွက်ကျွန်တော်ကြည့်ရဲ့အခါပေါ့နော်။လူသားကတော့ပြထားပါတော့ क्व င်းလင်မှာဥကာတီကိုလဲပဲဖြစ်ဖြစ်မင်းနူးကိုလဲပဲဖြစ်ဖြစ်မင်းနူးကိုနေရာပြဖို့ကြိုးပမ်းတာပဲဖြစ်ဖြစ်တနည်းဒီပုံသူကြိုးပမ်းမှာပဲ။ဒါပေမဲ့လို့ကက်စမဲရိုဒီအရေးပါတယ်ဆိုတော့တပတ်မှတပွဲလောက်ပဲကစားရတဲ့အခြေအနေမျိုးမှာမိနစ်60အပြည့်မကစားနိုင်ဘူးဆိုတာတော့အတိတ်ပဲမရှိဘူးဆိုတော့အမ်မိုဒီနီနဲ့တီးချက်ပို့ပြီးတော့ကက်စမဲရိုကို ဒါပွဲတပွဲအပြည့်လို့ယုံကြည်သင့်တယ်လို့ကျွန်တော်ထင်တယ်ညီကတို့ရောဘလူးမီးညလည်း MRD နေနဲ့ကက်စမီရိုကိုလူစားတွေခဏတိုင်းလဲရခြင်းအကြောင်းရင်းကဘာကြောင့်လို့ကျွန်တော်ထင်ကြတယ်တကယ်လည်းပဲကက်စမီရိုကတပတ်ကိုတပွဲလောက်ကစားနေရပြီမြင်မိနစ်90အပြည့်မကစားနိုင်လို့လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦးဆိုချီချီဝါပြီးတဲ့ညီကများလုံးကိုချီးမြှားတင်ပါတယ်ကျွန်တော်မနေ့ပြန်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ